မင်္ဂလာပါရှင်။ဘာမခိတိသတင်းဌာနကနေအော်တိုဘာလ25ရက်နေ့စေဝင်စားပွဲထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စုရဲ့အထူးရောင်ရွှေကောက်ပွဲကိုအာဆီယံကညှင်းပယ်ရန် JFN ကတောင်းဆိုတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာစစ်အုပ်စုကကျူးလွန်နေသောပြည်တွင်းပြည်ပနိုင်ငံတကာရာဇဝတ်မှုများတွင်ကျန်းရပါပတ်သက်နေမှုကိုအာဆီယံကအဆုံးသတ်ပြီးစစ်တပ်အထူးရောင်ရွှေကောက်ပွဲကိုညှင်းပယ်ရန် Justice for Myanmar JFN ကတောင်းဆိုတိုက်တွန်းလိုက်ပါတယ်။မြန်မာစစ်အုပ်စုကကျူးလွန်လျက်ရှိသည့်နိုင်ငံတကာရာဇဝတ်မှုများတွင်ကြံရပါပတ်သက်နေမှုအားအဆုံးသတ်ရန်နှင့်မှာရင်သောနိုင်ငံရေးတရားဝင်မှုဖန်တီးရန်အတွက်တရားမဝင်ရွှေကောက်ပွဲတရက်ကျင်းပနိုင်ရေးစစ်အုပ်စု၏ကြိုးပမ်းနေမှုအားစန့်ကျင်ရန် JFN ကတောင်းဆိုပြီးယခုတောင်းဆိုမှုသည်ကွာလာလမ်ပူမြို့တော်တွင်မလေးရှားနိုင်ငံကလက်ခံကျင်းပမယ့်48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှကျင်းပမည်တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။ အာဆီယံက၎င်းတို့၏မအောင်မြင်သောဘုံသဘောထား၅ရပ်ကိုဖျက်ထမ်းခဲ့ပြီး၄နှစ်ကျော်ကာလသို့ရောက်ရှိလာသည့်အချိန်မြန်မာစစ်အုပ်စုသည်အယက်သားပြည်သူများအပေါ်အကြမ်းဖက်ဆစ်ဆင်ရေးနှင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကိုသာအရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီးရှင်းတို့လှုပ်ဆောင်နိုင်အောင်အာဆီယံ၎င်း၏အဖွဲ့ဝင်နိုင်ငံများနှင့်ဒေသရင်းစီးပွားရေးလုပ်ငန်းများ၏ကြံရပါပတ်သက်မှုများကအားပေးကူညီခဲ့ကြောင်း GFN ကထောက်ပြပါသည် ဆဲအိုစုသည်၎င်းတို့၏အတုရောင်ရွေးကောက်ပွဲအတွက်ပြင်ဆင်လျက်ရှိရာနိုင်ငံတော်ဝန်အရက်ဖက်စစ်ဖက်မခွဲခြားသောအစဉ်ချင်းမဲ့လေကြောင်းတိုက်ခိုက်မှုများကိုတိုးမြင့်လှုပ်ဆောင်လာပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများမရိမှုနှင့်လိမ့်မိုင်းဆိုင်ရာအကြမ်းဖက်မှုများညှဉ်းပန်းနှိပ်စက်မှုများလူနေကျေးရွာများအားရည်ရွယ်ချက်ရှိရှိစနစ်တကျဖျက်ဆီးမှုများကိုဆက်လက်လှုပ်ဆောင်လျက်ရှိပါသည်ဆေးအုပ်စုကြောင့်ထိခိုက်ခံစားရသူများတွင်ကလေးသူငယ်များပါဝင်မှုသည်လည်းမြင့်တက်လာကြောင်း လူပေါင်း2200ကျော်သည်တရားဥပဒေမဲ့ထိန်းသိမ်းခံထားရပြီးဆေးဥစုညှဉ်းပန်းနှိပ်စက်မှုများကိုခံစားနေကြရဆဲဖြစ်ကြောင်းတချိန်တည်းတွင်စောင့်ကြည့်ထောက်လှမ်းမှုများနှင့်အင်တာနက်စင်ဆာဖြတ်တောက်မှုများကိုလည်းအင်တိုက်အားတိုက်လှုပ်ဆောင်လာကြောင်းသိရပါသည်။အာဆီယံအဖွဲ့ဝင်နိုင်ငံများမှစီးပွားရေးလုပ်ငန်းများကမြန်မာစစ်တပ်၏နိုင်ငံတကာရာဇဝတ်မှုများကိုလောင်စာဖြည့်အားပေးကူညီသည့်အပြင်ဘဏ္ဍာငွေအရလဲထောက်ပံ့နေကြောင်း2021ခုနှစ်ဖေဖော်ဝါရီလ7ရက်နေ့ စစ်တပ်၏တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများတွင်အခြေစိုက်သည့်အနေအဆုံကုမ္ပဏီ94ခုသည်စေအုပ်စုနှင့်၎င်းတို့၏ဆက်ဆက်ကုမ္ပဏီများနှင့်စီးပွားရေးဆက်နွယ်မှုများဆက်လက်ရှိနေစေဖြစ်ကြောင်းရင်းစီးပွားရေးဆက်နွယ်မှုများတွင်လေယာဉ်စီရောင်းချပေးအပ်မှုများအပါအဝင်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတစ်လုပ်ငန်းမြေငါးရန်လုပ်ငန်းဆက်သွယ်ရေးနဲ့စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံမှုများနှင့်ကုံသွဲမှုများပါဝင်ပြီးရှင်းတို့သည့် ဆယ်ဥစုဤနိုင်ငံတော်အကြံဖက်စစ်စီရေးအားအသက်ဆက်ပြီးနေသည့် အသက်သွေးကြောများလည်းဖြစ်ကြောင်း GFN ကဆိုပါတယ်။ဆယ်ဥစုသည်ကမ္ဘာလုံးဆိုင်ရာထိခိုက်မှုများနှင့်ဒေတာတွင်မတည်ငြိမ်မှုများကို ဖြစ်စေခဲ့သည့်စိုက်ဘာငွေလိပ်လုပ်ငန်းများနှင့်အခြားသောနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများမှတက်စဉ်၎င်းတို့၏နိုင်ငံတကာရာဇဝတ်မှုများကိုဗဏ္ဍာငွေဖြည့်တင်းလှုပ်ဆောင်နေကြောင်းအာဆီယံဤကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမူပေါင်းများသည့် မြန်မာစစ်တပ်အားအစည်းအဝေးများတွင်တက်ရောက်ခွင့်ထောက်လန်းရေးတရေအချက်လက်နှင့်လေးကျင့်တင်တဲ့များတက်ရောက်ခွင့်တို့ကိုပေးအပ်ထားကြောင်းအာဆီယံတွင်စစ်တပ်၏ပါဝင်ပတ်သက်မှုသည်စစ်အုပ်စုအတွက်မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုများနှင့်ရာဇဝတ်မှုကြီးများဆက်လက်ကျူးလွန်ရန်၎င်းတို့၏စွမ်းဆောင်ရည်များကိုတိုးချဲ့မြှင့်တင်ရန်ဝါဒဖြန့်ချီမှုရည်ရွယ်ချက်များအတွက်စက်ကြောင်းဖန်တီးရန်မှာရင်သောနိုင်ငံရေးတရားဝင်မှုရှာဖွေရန်ဒေတာတွင်အင်အားကြီးနိုင်ငံများနှင့်နှစ်နိုင်ငံစီရေးဆက်ဆံရေးများတိုးမြှင့်ဆောင်ရွက်ရန်တို့ကို ဖွင့်ပြုပေးခဲ့ကြောင်း GFN ကချက်မှန်ထောက်ပြချပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးတွင်အာဆီယံအနေဖြင့်စစ်အုပ်စုဤအတူရောင်ရွေးကောက်ပွဲအားညှင်းဆန်းခြင်းအာဆီယံနှင့်လက်အောက်ခံအဖွဲ့အစည်းများတွင်စစ်အုပ်စုနှင့်၎င်းတို့၏ကိုယ်စားလှယ်များအားတားမြစ်ပိတ်ပင်ခြင်း ဖက်ဒရယ်ဒီမိုကရေစီငြိမ်းချမ်းရေးနှင့်တရားမျှတမှုအတွက်မြန်မာပြည်သူများ၏လှုပ်ရှားရုန်းကန်မှုနှင့်အတူယက်တီပေးခြင်းတို့ဖြင့်၎င်းတို့၏ကြံရပါပတ်သက်နေမှုအားအဆုံးသတ်နိုင်ပြီးအခွင့်အရေးရှိနေကြောင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်စီးပွားရေးလုပ်ငန်းများအနေဖြင့်စေအုပ်စု၏ဘဏ္ဍာငွေစစ်လက်နက်စက်ပစ္စည်းကရိယာဤပညာနှင့်လျှက်စီလန်းချောင်းများကိုချက်ချင်းဖြတ်တောက်ရမည်ဟု GFN ကတောင်းဆိုလိုက်ပါသည် Justice for Myanmar ဤပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကစေအုပ်စုရဲ့အမိခံရွေးကောက်ပွဲကဒီမိုကရေစီကိုဦးတည်တဲ့လမ်းကြောင်းတရမဟုတ်ပါဘူး။ဒါဟာသူတို့ရဲ့အကြံဖက်အုပ်ချုပ်မှုကိုမာယွန်းစွာတရားဝင်မှုပေးနိုင်ဖို့အတွက်စေအုပ်စုကဒီဇိုင်းဆွဲထားတဲ့လှည့်ကွက်တစ်ခုသာဖြစ်ပါတယ်။အာဆီယံကောင်းဆောင်တွေစုစည်းတွေ့ဆုံချိန်မှာသူတို့အနေနဲ့တရားမဟုတ်ဝင်စေအုပ်စုကကျင်းပပေးတဲ့လွတ်လပ်မျှတပြီးယုံကြည်ထိုက်တဲ့ရွေးကောက်ပွဲဆိုတာဟာဘလို့မှဖြစ်မလာနိုင်ဘူးဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းသိမြင်ရပါမယ်။ အာဆီယံအနေနဲ့ဒီအတုရောက်လုပ်ငန်းစဉ်ကိုဖြစ်ဖြစ်သာသာညှင်းပယ်ရမှာဖြစ်ပြီးရွေးကောက်ပွဲစောင့်ကြည့်သူများဆေလိုချင်းမပြုရမယ့်အပြင်ဆေအုစုကိုတရားဝင်မှုဖြစ်စေမဲ့ဘယ်နည်းလမ်းမျိုးမဆိုညှင်းဆန်ရမှာဖြစ်ပါတယ်ဟုသုံးသပ်ပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီးဝက်လက်ကြောင်မဲနဲ့ထီချိုင်းမျိုးနယ်ရှိကျေးရွာများကိုစစ်တပ်ကအဝိုင်းတွင် Jet Fighter တို့ဖြင့်ဘုံ60နီးပါးတဲချတိုက်ခိုက်မှုဖုံကြီးတစ်ပါးပြန့်လွန်တော်မူတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းဝက်လက်မျိုးနယ်ရှိချေးရွာများကိုအကြံဖက်စစ်တပ်ကဝိုင်းတွဲလျင်ဖြင့်ဖုံ56လုံးကျေးချတိုက်ခိုက်သွားကြောင်း Wallet Information Network မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ရှနေ့အောက်တိုဘာလ24ရက်နေ့မိုးလွယ်2:53မိနစ်ခန့်မှာအကြံဖက်စစ်တပ်ဒေသဦးလီတပ်မှတက်လာသောဝိုင်းတွဲလျင်ဒစင်းသည်ဝက်လက်မျိုးနယ်အနောက်ခြမ်းရှိချေးရွာများကိုဖုံ56လုံးကျေးချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်းသိရပါတယ်။ အကြမ်းဖက်စစ်တပ်၏ဖုံးကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းထို့သောဂျီဝါနီပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်ပြည်သူတွေထိခိုက်မှုရှိမရှိဆိုတာကတော့အတိမပြုနိုင်သေးဘူးဒေတာဦးကတက်လာတဲ့ဝိုင်းတွင်းလျင်ကစက်တိုက်ကိုပြန်ဝဲပြီးဖုံးကျဲသွားတော့ဖုံးလုံးရီတော်တော်များတယ်ကျွန်တော်တို့ရှင်းထားတာတော့ဖုံး56လုံးကိုစေချိန်ကျဲချသွားတာဟု Wallet Information Network မှတာဝန်ရှိသူကပြောဆိုပါတယ် အလာတူရှမ်းပြည်နယ်ကြောင်မဲမြို့နယ်ကောပေါင်ရွာဖုံကြီးကျောင်းကိုလည်းအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ဖုံကြီးတပါပြန်လုံတော်မူခဲ့ကြောင်း TNL ထုတ်ပြန်ချက်နှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်ရှင်းဒီအော်တိုဘာလ24ရက်နေ့ညပိုင်းတွင်အကြံဖက်စစ်တပ်ကကြောင်မင်းမြို့နယ်ကောပေါင်ရွာဖုံကြီးကျောင်းကိုဂျက်ဖိုက်တာဖြင့်ပေါင်900ဖုံကျဲချတိုက်ခိုက်ခြင်းဖြစ်ကြောင်းအကြံဖက်စစ်တပ်၏ဖုံကျဲတိုက်ခိုက်မှုအတွင်ဖုံကြီးတပါပြန်လုံတော်မူခဲ့ကြောင်းသိရပါသည်။ထို့ပြင်အော်တိုဘာလ22ရက်နေ့ကလည်းတီချိုင်းမြို့နယ် တော်မရွာအနီးကိုတရာဥလီတဲမှတက်လာသောဂျက်ဖိုက်တာတစ်စီးကဘုံသုံးလုံးကျေချတိုက်ခိုက်ခဲ့ကြောင်းအကြံဖက်စစ်တပ်၄ချောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါသည်။ဆက်လက်ပြီးအကြံဖက်စစ်တပ်ကမတန်ဆွမ်းမြားကိုနေအိမ်များတွင်အရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့မှုကုလသမဂ္ဂအစည်းအဝေးတွင်ဥကြုံမုံထွန်တင်ပြတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။အကြံဖက်စစ်တပ်ကမတန်ဆွမ်းမြားကိုနေအိမ်များတွင်အရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့ကြောင်းကုလသမဂ္ဂအစည်းအဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်အမတ်ကြီး ဦးကျော်မုံထွန်းကတင်ပြပြောဆိုပါတယ်။ဂျမနီအော်တိုဘာလ23ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွေပြုလုပ်သောကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနှင့်ရှင်ကျေးမှုရေးရာကော်မတီတတိယကော်မတီတွင်မတန်ဆွမ်းသူများ၏အခွင့်အရေးဆိုင်ရာအစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကအမျိုးသမီးများနှင့်မိန်းကလေးငယ်များအပါအဝင်မတန်ဆွမ်းသူ138ဦးကိုတပ်ဖြတ်ခဲ့ကြောင်းတေဆုံးခဲ့တဲ့မတန်ဆွမ်းသူများအနက် 26ရာခိုင်နှုန်းခန့်မှာစေအုပ်စုမှကြီးပါများအတွင်ဝင်ရောက်စီးနှင်းတိုက်ခိုက်စဉ်မိရှုဖြက်စီးခဲ့သောကြောင့်နေအိမ်များတွင်အရှင်လက်လက်မိရှုခံရ၍ထိဆုံးခဲ့ရကြောင်းတမ်မတ်ကြီးကပြောဆိုပါရယ်ပြိပခဖြစ်ပွားနေတဲ့ဒေသများတွင်နေထိုင်ပြီးသွာလာလှုပ်ရှားမှုသို့မဟုတ်အာယုံခံနိုင်စွမ်းအားနည်းချုံယွင်းနေသည့်မတန်ဆွမ်းသူများအနေဖြင့်ထွက်ပြေးတိမ်းရှောင်ရန်ခက်ခဲသောကြောင်း၎င်းတို့ကပုံမှုထိရှာလွယ်ပြီးထိဆုံးရသည့်အထိဖြစ်လာခဲ့ကြောင်းပြိပခဒန်တဲ့ဒေသများတွင်စာလောင်ငတ်မှုခြင်းနှင့် စေဝါကူတာမှုမရရှိခြင်းအထူးသဖြင့်စေအုပ်စုမှစေဝါများပို့ဆောင်မှုကိုပိတ်ပင်တားမြစ်ခြင်းတို့ကြောင့်လည်းအချို့သောမတန်ဆွမ်းသူများအနေဖြင့်အသက်တည်ဆုံးခဲ့ရကြောင်းသံမက်ကြီးဦးကျော်မိုးထွန်းကရှင်းပြပါတယ်။စေအုပ်စုအနေဖြင့်ရက်ဆက်ကြံကြုံမှုများဆက်လက်ကျူးလွန်နေပြီဆိုလျင်မတန်ဆွမ်းသူဦးရေမှာဆက်လက်မြင့်တက်လာမည်ဖြစ်ပြီးစေအုပ်စုမှ၎င်းတို့၏အခွင့်အရေးများအားချိုးဖောက်ခြင်းကိုလည်းဆက်လက်ခံစားနေရမည်ဖြစ်ကြောင်း စေုပ်စုကိုတက်ဆိုးရှိစေမည်၎င်းတို့ပြင်ဆင်နေသောအထူးရောင်ရွှေကောက်ပွဲအားပြင်းပြင်းထန်ထန်ခန့်ကွက်ချရမည်သာဖြစ်ကြောင်းတမ်မတ်ကြီးကတိုက်တွန်းပြောဆိုပါရယ်မြန်မာနိုင်ငံတွင်2021ခုနှစ်မတရားစစ်အာဏာသိမ်းမှုမတိုင်မီကဒီမိုကရေစီနီးကျရွှေကောက်တင်မြောက်ထားတဲ့အစိုးရလက်ထက်တွင်မတန်ဆွမ်းသူများ၏အခွင့်အရေးများအပါအဝင်လူ့အခွင့်အရေးများခောက်ွယ်မြင့်တင်ရေးအတွက်တိုးတက်နေသည့်လမ်းကြောင်းပေါ်သို့ရောက်ရှိနေခဲ့ကြောင်း ထို့ရာတွင်2021ခုနှစ်ဖေဖော်ဝါရီလ၌မတရားစစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့်နောက်တွင်မူမတန်ဆွမ်းသူများအနေဖြင့်၎င်းတို့၏အခြေခံအခွင့်အရေးများအားခံစားခွင့်မရသည့်အပြင်ပြစ်မှတ်ထားအကြမ်းဖက်ခြင်းနှင့်မစင်မကျင်လူအခွင့်အရေးချိုးဖောက်မှုများကိုပင်ရင်ဆိုင်နေရကြောင်း၎င်းကဆက်ပြောပါသည်။ဆက်လက်ပြီးကံပက်လက်မျိုးကိုလေးချောင်းတိုက်ခိုက်သည့်အတွက်၄ဦးသေဆုံးပြီး15ဦးထပ်မံနေထဏ်ရရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ ရှမ်းပြည်နယ်ကံပတ်လက်မြို့ကိုစစ်ကောင်မရှင်ကလေးချောင်းမှပုံကျဲတိုက်ခိုက်သည့်အတွက်၄ဦးသေဆုံးပြီး15ဦးထပ်မံဒဏ်ရာရရှိခဲ့ကြောင်း CDF ကံပတ်လက်တာဝန်ရှိသူနှင့်ဒေသခံများထံမှသိရပါသည်ကလေးမျိုးမြို့မရက်ကွက်ကိုစစ်ကော်မရှင်မှယနေ့အော်တိုဘာလ24ရက်နေ့မနက်9:00နာရီဝန်းကျင်တွင် Jet Fighter တစ်စီးဖြင့်နှစ်ချိန်လာရောက်၍ပုံကျဲသွားခြင်းဖြစ်ပါသည်။ဒီမနက်၄ရက်နှစ်ချိန်လာသွားပါသည်။ပထမတစ်ချိန်ကဘုံသီးတစ်လုံးကျဲသွားပါသည်။ဒုတိယအချိန်မှာဘုံသီးနှလုံးထက်ကျဲသွားပါသည်ဟု CDF ကံပတ်လက်တာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါသည်။ အဆိုပါလေကြောင်းပုံကျဲတိုက်ခိုက်သည့်အတွက်အမျိုးသမီးတအုပ်အပါဝင်၄ဦးသေဆုံးပြီးကလေးများအပါဝင်၅ဦးထပ်မံထိခိုက်ဒဏ်ရာရရှိကာရောက်ဆုံးသူများလည်းရှိကြောင်းသိရပါတယ်။လက်ရှိစရင်ကြားသိတာ၄ယောက်က ပွဲချင်းပြီးဆုံသွားတယ်။၅ယောက်လောက်ကဒဏ်ရာရတယ်။အဲ့ထဲမှာ၅ယောက်ကပြင်းပြင်းထန်ထန်ရတယ်လို့ကြားတယ်။ပျောက်ဆုံးတဲ့သူတွေကလည်းရှိပါတယ်။ရှာဖွေမှုပြုလုပ်နေတော့မှဟုကံပတ်လက်မျိုးကံတအုပ်ကသတင်းဌာနကိုပြောပါတယ်။ ထိခိုက်သေးဆုံးမှုနဲ့ပတ်သက်၍ကံပက်လက်မျိုးနယ်ကိုထိန်းချုပ်ထားတဲ့ချင်းညီနောင် CB အဖွဲ့ဝင် CDF ကံပက်လက်အနေဖြင့်တစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပေ။ပြီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့ကလည်းဟာခါမျိုးနယ်ဇာထယ်ချေးရွာစတင်ကျောင်းကိုစစ်ကော်မရှင်မှပေါင်900ဖုံးသီးများဖြင့်လေးချောင်းဖုံးကျဲတိုက်ခိုက်ခဲ့သည်။